ဟဲ့မင်းနာဆန်ခွန်နီချာဆက်စလို့ဒီနေ့ buff ကရိယာအကြောင်းသွားရအောင်ကရိယာမှာအဲကရိယာဆိုတော့ဘာလို့ပြောရလဲပြန်တွေးကြမယ်ဖြူချင်းကိုဖြစ်စေဖြစ်ချင်းကိုဖြစ်စေရှိချင်းကိုဖြစ်စေပြရတဲ့ပုံကိုကရိယာလို့ခေါ်တယ်တည်နေဆုံးတဲ့ကောင်းလေးပေါ့နော်ဟဲ့ဒီမှာဆိုလို့ရှိရင် buff လို့မှာတဲ့၃ခုရှိတယ် the 1 but 2 but 3 buff group ဆိုတော့ group 1လို့လည်းခေါ်လို့ရတယ် group 1 group 2 group 3 ဟုတ် group 1 group 2 group 3မှာဆက်စီကို3ပိုင်းခွဲထားတာဆိုတော့အလွယ်ဆုံးအပိုင်းအနေနဲ့စမယ်အလွယ်ဆုံးကတော့ဒီ group 3ပေါ့နော် group 3အပိုင်းဘဝဘတ်2ဘတ်3နဲ့မှတ်မယ်ဆိုလို့ရှိရင်ဘဝအင်္ဂလိပ်စာဘဝဘတ်2ဘတ်3နဲ့ရောဝါမှာဆိုလို့ group 1 group 2 group 3နဲ့ကြက်မယ် group 3 group 2 group 1ဟုတ်ဒီမှာဆိုလို့ရှိရင် group 3 group 3မှာနှစ်ခုပဲရှိတယ်။ဒါလည်းဆိုရင်စုရုနဲ့ခုရု စုရုနဲ့ခုရုနှလုံးမရှိတဲ့စုရုဆိုတာလှုပ်သည်ခုရုဆိုတာလာသည်အဲ့တော့ buff တလုံးကိုတွေးလိုက်ပြီဆိုလို့ရှိရင်အဲ့ buff က group 1လား group 2လား group 3လားဆိုတာကိုကြည့်မယ်ဆိုရင်ပထမဆုံး group 3ရနေရင်စဉ်းစားမယ်ဘာလို့လဲဆိုတော့သူကနှလုံးမရှိလို့စုရုနဲ့ခုရုအဲ့တော့ကြည့်လိုက်လို့စုရုဆိုရင်အော်ဒီကောင်ဘက်တရီခုရုကိုတွေးတယ်ဆိုရင်လည်းအော်ဒီကောင်ဘက်တရီအဲ့နှစ်ခုလုံးမဟုတ်ဘူးဆိုလို့ရှိရင်အော်ဒါဘက်2ဖြစ်နိုင်မှာဘက်1ဖြစ်နိုင်မှာဆိုတော့ဆက်စဉ်းစားမယ် ဲ့တော့ group 3ကိုရရအောင်နော် group 3ကနှလုံးပဲရှိတယ်စုတုနဲ့ခုတုဟဲ့ group 2 group 2မှာဆိုလို့ရှိရင်ပုံမှန်အားဖြင့်တော့ group ရဲ့အရှင်မှာ e line နဲ့ a line နဲ့ရှိတယ်ဒါကပုံမှန်အခြေခံလေးပေါ့နော်အဲ့လိုမှမဟုတ်ဘူးစစအဲ့လိုကြီးမကြက်တတ်ဘူးဆိုရင်အောက်ကကောင်းတယ်ဆိုရင်ဘယ်လိုကြည့်မလဲဆိုရင် left တလုံးကိုတွေးလိုက်ပြီးဆိုလို့ရှိရင် group နဲ့စုံစုံအရင်ကြည့်မယ် group နဲ့စုံစုံအရင်ကြည့်မယ်ဟုတ်ပြီ group နဲ့စုံတယ်အဲ group နဲ့စုံတယ်ဆိုရင်အဲ့ group ရဲ့အရှင်အကောင်က e line a line ပေါ့ပါချင် e line a line ဆိုစသေးလို့ပါလိမ့်ရှိမလဲ key key k line မှာဆို key ရှိမယ်အဲ s line မှာဆိုရင်ရှိရှိမယ် t line မှာဆိုလို့ရှိရင် t ရှိမယ်အဲ့လိုပေါ့နော် e line အကောင်နဲ့ a line အကောင်နဲ့ a line ဆိုရင် k ရူ0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 အဲ့လိုကောင်နဲ့ရှိမယ်အဲ့ဒီ e line နဲ့ a line တွေပေါ့ပါကြည့်မယ်ဟုတ်ပြီကြည့်လိုက်လို့မပါဘူးဆိုလို့ရှိရင်တော့ဆက်မစစ်စားတော့ဘူးအဲ့ဒါ1ပေါ့အဲ့ပါတယ်ဆိုလို့ရှိရင်ကျတော့ဆက်ကြည့်မယ် ပါသွားပြီဒီဘူးနဲ့ဆုံးဘူးနဲ့လည်းဆုံးတယ်အဲ့ဒီလူရဲ့ရှင်မအီလိုင်းနဲ့အဲလိုင်းနဲ့လည်းပါတယ်ဆိုရင်နောက်တစ်ချက်နေတဲ့ကြပြာရုပ်မယ်ဘယ်ကြပြာလဲဆန်စီဟိုက်ဒီအောက်ကကြပြာကန်တက်ဖြတ်ပြေးပြောင်းဝင်ချော်လဲရိုတီကန်ဖွင့်ဖြူကန်တက်ဆိုတာကန်တက်သည် ဖြတ်ဆိုတာဖြတ်သည် ပြေးဆိုတာပြေးသည် ပြန်ဆိုတာပြန်သည်ဝင်ဆိုတာဝင်သည်ချော်လဲဆိုတာချော်လဲသည်ရော့ဆိုတာရော့သည်တီဆိုတာတီတီကန်ဆိုတာကန်သည်ဖွင့်ဖြူဆိုတာဖွင့်ဖြူသည် ရတယ်နော်ဟိုင်းအဲ့ဒီကြပြာကိုရွတ်ကြမယ်အဲ့ဒီမှာအဲ့ကြပြာထဲမှာမပါဘူးဆိုရင်ဘတူပါတယ်ဆိုရင်ဘဝခြွေးစက်တွေကိုပဲထုတ်ထားတာဖြစ်တဲ့အတွက်အဲ့ဒီထဲမှာပါတဲ့ကောင်းနေဆိုရင်တော့ဘဝနေဖြစ်သွားမှာဘတူမဟုတ်တော့ဘူးဂရုတူမဟုတ်တော့ဘူးပေါ့နော်ဟိုင်းအဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင် best alone တွေ့လိုက်ပြီဆိုပထမဆုံးကစဉ်းစားမယ်ဂရုတူရီဟုတ်မဟုတ်စဉ်းစားမယ်ရေးဆုံး ဂရုတရီလာဒီကောင်ဂရုတရီလာဆိုအောင်စဉ်းစားမယ်ဟဲ့ဂရုတရီမဟုတ်ဘူးဆိုလို့ရှိရင်ပါစဉ်းစားမယ်ဂရုတူလာဆိုရင်စဉ်းစားမယ်ဂရုတူကိုစဉ်းစားဖို့အတွက်ဆက်စည်လို့ဘလို့ဘလို့စဉ်းစားမလဲဆိုရင်လူနဲ့ဆုံးဆုံးအရေးကြီးမယ်အဲလူနဲ့ဆုံးနေဆိုလို့ရှိရင်ကတော့ဆက်စဉ်းစားမယ်လူနဲ့မစဉ်းမဆုံးဘူးဆိုလို့ရှိရင်ဒါဘတူဂရုတူရဲ့အချက်တွေတည်းမကန့်ညီတော့တဲ့အတွက်ဂရုတူလည်းမဟုတ်တော့ဂရု1ဂရု3လည်းမဟုတ်တော့ဆိုရင်တခြားတဲ့ဂရု1အဲဂရုတူအနေနဲ့ပထမအဆုံးလူနဲ့ဆုံးဆုံးအရင်ကြည့်မယ် အဆုံးနဲ့ဆိုလို့ရှိရင်သူ့ကိုဆက်ပြီးတော့ကြည့်မယ်။အဲ့ဒီ blue ရဲ့အရှိမ E line ပါမလား A line ပါမလားဆိုပြီးပြန်ကြည့်မယ်။အဲ့တော့ E line A line ပါရင်ဆက်ကြည့်မယ်။နံပါတ်3ချက်ကိုဆက်သွားမယ်။မပါရင်အိမ်မှာရက်ထားခဲ့တော့ဒီကောင် glue glue မဟုတ်တော့ဘူး။ဟုတ်တယ်နော်။အဲ့တော့ဟုတ်တယ်ဒီမှာ e line a line ပါတယ်ဆိုရင် glue 3ကိုဆက်ကြည့်မယ် glue 3အနံပါတ်3နံပါတ်3အနေနဲ့ပါပါအောင်လို့အမေဆိုကြပြရုပ်ပဲကြပြရုပ်မဆိုပါကြပြလဲကန်တက်ဖြည့်ပြောင်းဝဲချော်လဲရိုတီကန်ပွင့်ပြုတ် ကန်တက်ပြပြပြောင်းမယ်ချော်လဲရောတိကံဖွင့်ပြအဲအိတ်ကောင်မျိုးကြည့်မယ်အဲအိတ်ထဲမှာကြပြထဲမှာမပါမှာဘတ်တူဖြစ်မှာပါရင်တော့ဘဝန်ဖြစ်သွားမှာဂရုဝန်ဖြစ်သွားမှာဟဲ့အဲ့တော့အစ်စမင်းနဲ့ဒီမှာရှိမယ်ရုနဲ့ဆုံးလားဆုံးနေတစ်ချက်မှန်သွားပြီညအချက်နေနဲ့အီလိုက်အဲလိုက်ပါပါကြည့်အေးပါတယ်ဟုတ်ပြီ နှစ်ချက်ကလည်းမှန်သွားပြီအဲ့တော့နံပါတ်3ချက်ကိုကြည့်မယ်နံပါတ်3ကကြပြားရုံးမယ်ကန်တက်ဖြတ်ပြေးပြန်ဝင်ချော်လဲရောတိကံဖွင့်ဖြူအဲ့ဒီမှာကိုရှေရုဆိုတဲ့တင်ပေးသည်ဆိုတာပါလားမပါဘူးနော်မပါတဲ့အတွက်နံပါတ်3မှာပါနံပါတ်3ချက်ကလူတွေမပါရင်ဘတ်တူဆိုတော့ကြပြားရဲမပါတဲ့အတွက်ဘတ်တူအဲ့တော့သူကဂရုတူဘတ်တူတနည်းအားဖြင့်ဆိုရင်ဂရုတူနားလေလား အဲ့လိုပဲလူနဲ့ဆုံးဆုံးရင်ရှိလူရဲ့ရှိမှအီလိုက်အဲလိုက်ဆိုနေပါတယ်ဟုတ်ပြီကြပြရုပ်မဲ့တက်တက်ဖြစ်ဖြစ်ပြန်ဝင်ချောင်းရောတိကပြပြထဲမှာအိတ်ပြီဆိုတော့ကမပေါ့မပိုင်ဂရုတူရလာဟဲ့အဲ့တော့မှဂရု1လည်းမဟုတ်ဂရု2လည်းမဟုတ်ဂရု3လည်းမဟုတ်ဘူးဆိုမှတော့ကျန်တဲ့ကောင်တွေကဂရု1ပေါ့နော်အဲ့လိုမှလည်းပဲအဲ့တော့ဒီမှာဂရု1ဆိုရတော့ပုံမှန်အဖြစ်ဥတန်းနဲ့စုံတယ်အဲ့တော့ဒီမှာဆက်စစ် ဒီထက်ကနေဒီမှာ root နဲ့စုံမယ်အဲအဲ့တော့မှနံပါတ်1အချက်အနေနဲ့ root ရဲ့ရှင်းမှာ inline inline ပေါင်းပါကြည့်ဆိုကြည့်ရတော့ခုပါလိုက်ဦးလိုက်နော်ဟဲ့ဦးလိုက်ဖြစ်တဲ့အတွက်အဲ inline လည်းမဟုတ်ဘူး inline မဟုတ်ဘူးဆိုတော့နံပါတ်1အချက်မှာကြည့်ရသူမှားသွားရင်မှားသွားတဲ့အတွက်သူ့ကိုဖြုတ်လိုက်ပြီဒီမှာနေအဲ့တော့သူက grow one ကျားနော်ဟဲ့အဲ့တော့အဲဒါဆိုရင် group 1ဖြစ်သွားပြီဒီမှာ select key root ဖြတ်တင်ဟဲ့ root ူးနဲ့ဆုံးနေဆိုအော်လူးနဲ့ဆုံးနေသူရဲ့ရှင်မအီလိုင်းအဲလိုက်ပါမချစ်ဆိုခိဒါအီလိုင်းကကောင်းဟဲ့ဦးချက်မှန်သွားရင်နံပါတ်3ချက်ကပြရုံးမယ်ကန်တက်ဖြက်ပြေးပြန်ဝင်ကျော်လဲရောတိကံဖွေဖြူဆိုတဲ့ကပြရဲမှာဖြက်တီဆိုတာပါတယ်ပေါ့မလားကန်တက်ဖြက်ဖြက်ဆိုတာဖြက်တီဖြစ်တဲ့အတွက်ကပြရဲမှာပါသွားပြီမပါမဂရုတူဖြစ်တဲ့အတွက်ပါသွားတဲ့အတွက်သူကဂရုဝန်အဲ့ဒါမဂရူမအုပ်စုတဲ့ကြာပြီးတော့ဒီကောင်လေးကိုကြည့်လိုက်ဒီကောင်လေးကဥဒန်းနဲ့ဆုံးမဲ့ကောင်လေးဥဥအရုဆိုရလဲဥဒန်းနဲ့ကောင်အခု ခုစုဒါဥရနဲ့ဆုံးမဲ့ကောင်းတယ်။ပုံမှန်အပြည့်ဆိုရင် group 1ကဥရနဲ့ဆုံးမဲ့ကောင်းပါများတယ်။ရလားအဲ့လိုစနားလေလား။ဟဲ့နားလည်ရင်စစ်စစ်တော့အကတိကောင်ပြန်ကြည့်မယ်။ဒီမှာဆိုရင်ခဥဥနဲ့ဆုံးတယ်။အပထမဆုံးထားလိုက်ဆရာလည်းဥနဲ့ဆုံး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 စစ်စစ်တို့အဲစလုံးစလုံးကိုတွေ့လိုက်ပြီဆိုရင် group 3 group 2 group 1ခွဲမယ်ဆိုပထမဆုံး group 3ကိုခွဲမယ်။ group 3ရဲ့နှလုံးနဲ့ရှိတယ်ဆိုလို့လည်း group အဲ့တော့ဆုရုလုတ်တည်လည်းမဟုတ်ဘူးခုရုလာတည်လည်းမဟုတ်ဘူးအာစင်ဂရုတူမဟုတ်ဘူးဖဲလိုက်တော့အဲ့တော့ဂရုတူအနေနဲ့စဉ်းစားမယ်ဂရုတူကရုနဲ့ဆုံးတယ်လို့ပြောတယ်ဒါပေမဲ့သူရုနဲ့ဆုံးတာမဆုံးဘူးအဲ့တော့ဂရုတူလည်းမဟုတ်ဘူးဂရုတူလည်းမဟုတ်ဘူးဂရုတူလည်းမဟုတ်ဘူးဆိုတော့ဒေသရဲဒီကောင်ကဂရု1နားလည်နော်ဟဲ့ဒါဆိုလည်းအဲ့တိုင်းမစဉ်းစားမယ်ဒီမှာရုနဲ့ဆုံးတယ်ရုနဲ့ဆုံးတော့စသီဒီကောင်ကိုပြောလိုက်မယ်ရုနဲ့ဆုံးတယ် အဲရေစောအဲ group 3ရေးစမယ်ဆူရုနဲ့ကုရုနဲ့လုံးရှိရဲ့နှစ်ခုလုံးဟုတ်လားမဟုတ်ဘူးနော်မဟုတ်တဲ့အတွက် group 1တော့မဟုတ်တော့ဘူးအ group 2 group 3တော့မဟုတ်တော့ဘူးပါပြီအဲ့တော့ group 2နေနဲ့စဉ်းစားမယ် group နဲ့စုံတယ် group ရဲ့ရှင်းမ airline airline ပန်ပါကြည့်ဆို brand airline အဲနှစ်ခုမှန်သွားပြီကြပြရွမယ်ကန်တက်ဖြည့်ဖြည့်ပြန်ဝင်ကျော်လဲရောတိကဖွင့်ဖြို့ဝေးပါတိပါလားမပါဘူးနော်မပါရင် group 2 နားလည်လားဟဲ့နောက်တစ်ခုအနေနဲ့ဒီမှာဆိုစွာတို့စွာတို့ရူးနဲ့ဆုံးတဲ့ airline airline ကြည့်လိုက်တော့ဝါဆို airline အော်ဝါဆို airline အဲ့တော့ airline airline မဟုတ်တော့အဲ့တော့သူကလည်း group 2မဟုတ်တော့ group 3မဟုတ်ဘူး group 2မဟုတ်ဘူးဆိုတော့တည်ကြတယ် group 1စုရုခရုနဲ့စုရု group 3တို့ရုရူးနဲ့ဆုံးတဲ့ရူးရဲ့ရှိမှာတို့ဆိုတော့ online အဲ့တော့ group 2ထဲမှာမပါဘူးမပါတော့ group 1အဲဒီမှာဆိုရင်ဟာရှိတို့လူနဲ့ဆုံးနေလူရဲ့ရှိမှာ email airline ရှိဆိုတော့ email ပါတယ်ကြပြရွတ်မှာကန်တက်ဖြတ်ပြေးပြန်ဝင်ချော်လဲရောတိကံပြပြတွေမှာပြင်းသည်ကြပြရဲပါသွားပြီကြပြရဲပါရင် group 1မပါမှ group 2နားလည်နော်ဟဲ့ဒါဆိုရင်ဒါက ဘတ်တီကိုခွဲရင်ဒီဘဝဘတ်တူဘတ်တရီခွဲရကအဲ့တော့ဆန်စီရဒီထဲမှာနည်းနည်းလေးပဲလုတ်ပြထားတယ်ကျန်တဲ့ကောင်တွေကိုကိုယ့်ဟာကိုယ်လုတ်ပြီးတော့အင်ဆာလာထပ်ပြီးမယ်เนาะအဲ့ဒါမှဆန်စီရအဲမင်းသားတို့ကဒီ group 1 group 2 group 3ခွဲထပ်ပြီးလားမခွဲထပ်သေးဘူးလားဆိုတာအင်ဆာစစ်ကြည့်မှသိမှာဆိုတော့ဒါတော့ပြန်ပြီးတော့အင်ဆာရိုက်ပြီးတော့အင်ဆာရေးပြီးတော့ပြန်ပို့ပြီးပါဟိုက်ကြဒါဆိုရင်ခေါ်ပါခွဲတဲ့ဥပိုင်းမှာရှော်တနေ့ပါပါ拜拜。Bye bye.